အားလုံးပဲမင်္ဂလာပါ Apprice ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုကတော့သင်ခန်းစာဗီဒီယိုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ2လ3လလောက်ပျောက်သွားပြီးတဲ့နောက်ပိုင်းမှာပြန်ပေါ်လာတဲ့ဗီဒီယိုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီမိတ်ဆွေတွေကိုကျွန်တော်တောင်းပန်တဲ့ဗီဒီယိုလည်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပျောက်သွားတဲ့အကြောင်းရင်းကတော့ဒီကျွန်တော်ရဲ့ဒီ personal ကိစ္စလေးတွေကလည်းတစ်ပိုင်းပြီးတော့ကျွန်တော်ဒီမိတ်ဆွေတွေကိုအင်္ဂလိပ်စာဘလို့တိတိယယောက်ကျွန်တော်ဘလို့နီလန်းနေနဲ့ ဗီဒီယိုတင်ပင်းရင်အဆင်ပြေမလဲဆိုတာကျွန်တော်စဉ်းစားနေတာကလည်းတပိုင်းပေါ့နော်အဲ့ဒါတွေကြောင့်ကျွန်တော်အချိန်ကာလ2လ3လလောက်ထိကိုကျွန်တော် break ယူလိုက်ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ဗီဒီယိုကိုစောင့်ကြည့်နေတဲ့သူတွေအားလုံးကိုကျွန်တော်အနုညောတောင်းပန်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာရဲဆိုတာကဟိုအချိန်တိုင်းတာတစ်ခုတော့ပေးရတယ်ပေါ့နော်ကျွန်တော်တို့ဥမာတလားလေးလာနှစ်လားလေးလာပြီးတော့တက်မြောက်သွားတဲ့အရာတော့မဟုတ်ဘူးပေါ့နော် အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာလေ့လာနေတဲ့မိတ်ဆွေတွေကို ကျွန်တော်ဘက်ကနေလည်းအကောင်းဆုံးဖြစ်အောင်လို့ဒီဗီဒီယိုလေးတွေကိုကျွန်တော်အတက်နိုင်ဆုံးတင်ပေးတယ်ပြီးတော့မိတ်ဆွေတို့အတွက်ထီရောက်မဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ရှာပြီးမှကျွန်တော်လေ့လာနိုင်သလောက်ကျွန်တော်တင်ပေးပါတယ် ဟုတ်ကဲ့ပြီးတော့ကျွန်တော် Telegram channel လေးလည်းထောင်ထားတယ်။ကျွန်တော်ရဲ့ဒီ subscriber တွေရောပြီးတော့အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေမြည်သူမဆိုပါတော့ဒီ free သွား join လို့ရတယ်။ကျွန်တော် link လေးလည်းချပေးထားမယ်။အဲဒီ link ကနေတစင်ကျွန်တော်ရဲ့ဒီ Telegram channel ကိုလည်းသွားရောက်ပြီးမှ join လို့ရတယ်။ကျွန်တော် Telegram channel မှာကျွန်တော်ဘာတွေလုပ်ကြမလဲဆိုရင်အာကျွန်တော်ဒီ live ပေါ့နော် live အတန်နဲ့စကားပြောတာပေါ့နော် live stream နေရှိမယ်။အာပြီးတော့ ဒီကျွန်တော်ဗီဒီယိုကျွန်တော်တင်လိုက်တဲ့ဗီဒီယိုမှာမိတ်ဆွေတို့မရှင်းတဲ့ဟာပြီးတော့အတန်ထွက်ပဲဖြစ်ဖြစ်ပြီးတော့ဘယ်လိုမျိုးအတန်ထွက်ရတယ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးမရှင်းတဲ့အရာတွေကိုကျွန်တော်တို့အပြန်အလှန်ဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်အဲဆိုတော့မြည်သူမဆို join လို့ရတယ်ပြီးတော့ to do english speaking practice ကျွန်တော်အားတဲ့အချိန်ကြီးကြရင် လုပ်ကြမယ်ပေါ့နော် အဲ့ဒီနောက်ပိုင်းကျွန်တော်တို့ဒီ live stream လုပ်ဖို့အချိန်တွေကိုတော့ကျွန်တော်ပြန်ညှိပြီးမှပြန်တင်ပေးပါမယ်လောလောဆယ်ကျွန်တော် Telegram channel အသစ်ထောင်ထားရပေါ့နော်မိတ်ဆွေတို့တွားရောက် join လို့ရတယ် free ပါဟုတ်ကဲ့ကျွန်တော်အစီအစဉ်အသစ်ကတော့ LPS လို့အတူကောက်ခေါ်ရပေါ့နော် Less practice speaking အဲ့ဒီ less practice speaking မှာဘာတွေပါမလဲဆိုရင်ကျွန်တော်အခါတိုင်းလိုပဲမိတ်ဆွေတို့အတွက်စာပိုက်အတူလေးကိုကျွန်တော်ပေးမယ် အဲ့ဒီစာပိုက်လေးကတော့ဟိုပင်ပင်မမန်းလိုက်ပြီးဖတ်နေရတဲ့စာပိုက်တော့မဟုတ်ဘူးပေါ့နော်ဒီတူတူနဲ့လိုရင်းကိုသွားတဲ့စာပိုက်ပေါ့ပေါ့ပါပါပေါ့အဲ့ဒီစာပိုက်ကိုကျွန်တော်ကအရင်ဆုံးဗီဒီယိုတစ်ပုဒ်လုပ်ပေးမယ်ပြီးတော့အဲ့ဒီဗီဒီယိုမှာကျွန်တော်မိတ်ဆွေတို့ကို၃ခေါက်ပေါ့နော်အနည်းကောအမြန်ကောကျွန်တော်၃ခေါက်အဲ့ဒီဗီဒီယိုထဲမှာပဲကျွန်တော်အာဖတ်ပြမယ်အဲ့ဒီစာပိုက်ကိုပေါ့နော်မိတ်ဆွေကကျွန်တော်နောက်ကနေဗီဒီယိုကိုရက်ပြီးမှလည်းအာ practice လိုက်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်အဲ့ဒီဗီဒီယိုတွေမှာ PDF link တွေကိုကျွန်တော်ချပေးထားမယ်။မိတ်ဆွေကအဲ့ဒီ link ကိုသွား download ဆွဲပြီးမှအာကျွန်တော်ရဲ့စာပိုက်လေးကိုအသံထွက်ပြီးမှပေါ့နော်။အသံကြကြင်နဲ့ကိုက less practice speaking ဆိုတဲ့အတိုင်းပဲ practice လုပ်ပေးရမှာပေါ့နော်။အဲ့ဒါကကျွန်တော်ရဲ့အစီအစဉ်အစ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်ပထမအဆုံးဗီဒီယိုတင်မယ်ဆိုရင်ကျွန်တော်စာပိုက်ဗီဒီယိုကိုအရင်အဆုံးတင်ပေးမယ်။ကျွန်တော်ကဖတ်ပြတဲ့ဗီဒီယိုကိုကျွန်တော်အရင်အဆုံးတင်ပေးမယ်။ ပြီးတော့အဲ့ဒီဗီဒီယိုတင်ပြီးသွားတော့နောက်ထပ်2ရက်3ရက်လောက်အကြာကြာရင်ကျွန်တော်အဲ့ဒီစာပိုက်ထဲမှာပါတဲ့အတိတ်베ရင်အဲ့ဒီစာပိုက်ထဲမှာပါတဲ့စကလုံးတွေရဲ့အတန်ထွက်တွေကိုဟိုဘယ်လိုအတန်ထွက်ရလဲပေါ့နော်အာဘယ်လိုမျိုးကိုဖတ်တဲ့အချိန်ကျရင်ခလုတ်တိုက်နိုင်တဲ့စကလုံးတွေကိုဘယ်လိုမျိုးအတန်ထွက်ရလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပြီးတော့အဲ့ဒီစာပိုက်ထဲမှာပါတဲ့ဒီစကလုံးအချို့ပေါ့နော်နားလေရခတ်တဲ့စကလုံးအချို့ကိုကျွန်တော်ဒီအတိတ်ပဲပြန်ဆိုပြီးတော့မှာပေါ့နော် အဲ့ဆိုဗီဒီယိုကဒီအစည်းအဝေးမှာဆိုရင်ကျွန်တော်ဗီဒီယိုကနှစ်ခုအာအမြဲတမ်းဒွန်တွဲနေမှာပေါ့နော်ပထမတစ်ခုကတော့ကျွန်တော်ပေးလိုက်တဲ့ဒီ speaking စာပိုက်လေးပေါ့နော်အဲ့ဒီဟာကတော့အင်စာသဘောပေါ့နော်မိတ်ဆွေတို့က live practice လုပ်ပြီးတော့နောက်ထပ်ဗီဒီယိုမှာဆိုရင်နောက်ထပ်တစ်ပိုင်းမှာဆိုရင်ကျွန်တော်ကအဲ့ဒီစာပိုက်ထဲကဒီအဖြေတွေပြီးတော့အတန်ထွက်တွေအကုန်လုံးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒါကတော့လောလောဆယ်ကျွန်တော်ရဲ့ပထမဦးဆုံးဒီဦးစားပေး program ပေါ့နော် မိတ်ဆွေကဒီ speaking ဘိုင်းကိုဟိုလေ့လာနေရဆိုရင်ဒီ program ကအရင်အဆင်ပြေမဲ့ program ဆိုတာကျွန်တော်ပြောရဲပါတယ်။အာနောက်ပိုင်းကျွန်တော် listening skill အတွက်လည်းကျွန်တော်ပြင်ဆင်ထားတာလေးရှိပါတယ်။ဒါမဲ့လောလောဆယ်ကျွန်တော်ဒီ program ကိုအရင်သွားကြည့်မယ်။ပြီးတော့အာ listening ဘိုင်းကတော့နောက်ပိုင်းကျွန်တော် season နေလာမယ့်အထဲမှာပြန်ပါမယ်ပေါ့နော်။အဲ့ဒီဟာလေးကိုကျွန်တော်မိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးတဲ့သူတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ပြီးတော့ဒီအင်္ဂလိပ်စာလေ့လာရေးဆိုတာလည်းအချိန်တိုင်းတာတစ်ခုလိုတယ်။စိတ်ရှိရှိနဲ့အမြဲတမ်း practice လုပ်နေဖို့လိုပါတယ်။အားကြောင့်မလောပါနဲ့။အာနေ့စဉ် practice လုပ်ပေးပါ။ Okay အားလုံးကိုကျေးဇူးတင်ပါတယ်။